အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ cheese ပေါင်မုံအလွယ်လုံးလေးလေးပါကလေးတွေအလွန်ကြိုက်တဲ့မုံလေးပါနော်ကဲကျမရဲ့လုံးလေးလေးကိုချီကြရအောင်ပထမဦးဆုံးဇလုံးထဲမှာစာအနှဲငယ်ထည့်ပါမယ်ပြီးရင်ရေကိုတော့50 ml ထည့်ထားမယ်ပြီးရင် baking powder ကိုတော့လက်ဖက်ရည်စွန်းတစ်စွန်းစာကိုထည့်ထားမယ်အားလုံးတမအောင်မွေထားမယ် အားလုံးတက်မှသွားပြီဆိုရင်တော့ဂျုံမုတ်ထည့်ပါမယ်ဂျုံမုတ်ကတော့2ခွက်ပါဂရမ်နဲ့ဆိုရင်တော့240ဂရမ်ရှိပါတယ်အားလုံးတက်မှအောင်မွေးထားမယ်လက်နဲ့နေထားပါမယ် အခုလိုမျိုးမုတ်သားလေးတွေချွတ်ချွတ်မွတ်မွတ်လေးဖြစ်လာပြီဆိုရင်တော့အလုံးကလေးလုံထားမယ်ပြီးရင်စီကိုထမင်းစားစွန်းတစွန်းစာအပေါ်မှာထည့်ထားမယ်ပြီးရင်လေလုံအောင်ပိတ်ထားမယ်။တနာရီလောက်ကိုကျွန်မခဏလေးနှပ်ထားပါမယ်။ အခုဆိုရင်တော့တနာရီလဲရှိသွားပါပြီ မုတ်သားလေးတွေကိုဖွင့်ကြည့်လိုက်ပါမယ်မုတ်သားလေးတွေကစောစောကတ်ထက်ပူပြီးတော့ပြော့နေပါတယ်เนาะဒီမုတ်သားလေးတွေကို ကျွန်မဒီကနေ၃ပိုင်းပိုင်းထားပါမယ်၃ခုကျွန်မလှုပ်ထားပါမယ်ပြီးရင်ဒီလိုမျိုးလှုပ်ထားမယ်အလုံးကလေးကျွန်မလှုပ်ထားပါမယ် သုံးခုစလုံးကိုအလုံးကလေးလုပ်ထားမယ်ပြီးရင်အဝတ်စလေးနဲ့ပြန်ဖုံးထားမယ်မိနစ်30ကိုခဏလေးပြန်ပြီးတော့နှက်ထားပါမယ်အခုဆိုရင်တော့မိနစ်30ပြည့်သွားပါပြီ။မုတ်သားလေးတွေကိုဂျုံမို့ဖြုံပြီးတော့ဒီလိုမျိုးအပြားလေးလှုပ်ထားမယ်။ပြပြကလေးဖြစ်သွားအောင်လို့ဒါလေးနဲ့ဖြန့်ထားပါမယ်။ အခုလိုမျိုးပြန့်ပြန့်ကလေးဖြစ်သွားပြီဆိုရင်တော့ cheese ကို အလဲမှာထည့်ထားမယ်။ကိုက cheese မြတ်မြတ်ကြက်ရင်မြတ်မြတ်ထည့်ပေးပါ။ပြီးရင်ဒီလိုမျိုး ဖုံးထားမယ်။ဒီအဖျားလေးတွေကို ဒီအောက်မှာထိုးထည့်မယ်ဒီဖက်လည်းထည့်မယ် ပြီးရင်ပြောင်းပြန်လန်ထားပါမယ်။ကဲဒါဆိုရင်တော့ရနေပါပြီနော်။ကတ်မတော့အောင်လို့ဂျုံမုတ်အနေငယ်ဖြုံးပြီးတော့ထားမယ်။ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျမဆက်လက်လုပ်ထားပါမယ်။ဒီလုံနီးလေးကတော့လွယ်လဲလွယ်ကူတယ်။ခလေးတွေတအားကြိုက်တဲ့အတွက်ကြောင့်အမြဲတမ်းလှုပ်ဖြစ်တဲ့မုတ်လေးပါနော်။ ။အခုဆိုရင်တော့၃ခုစလုံးကျမပြီးသွားပါပြီ။၆မသွားအောင်တော့အဝတ်စလေးနဲ့ဖုံးထားမယ်။ပြီးရင်စကြော်ပါမယ်။ဒဲဥပူပူထဲမှာထော့ပါလေးကိုတုပ်ထားမယ်။ပြီးရင်မုတ်သားလေးတွေကိုထားမယ်။ဒီမျက်နှာပြင်ပေါ်ကိုလည်းထောပတ်လေးကိုအตาကလေးတုပ်ထားမယ်။တကယ်လို့များထောပတ်မရှိဘူးဆိုရင်လည်းစီကူလည်းအသုံးပြုလို့ရပါတယ်နော်။ မိကိုတော့အနိုင်ဆုံးမှာကျမထားထားပါတယ်ခဏလေးတည်ထားမယ်တဖြည်းဖြည်းနဲ့မုတ်သားလေးတွေကဖောင်းကြွလာပါတယ်နော်ဒီလိုအနေထားလေးဆိုရင်တော့အပေါ်အောက်လေးပြောင်းပြန်လန်းထားပါမယ်ပြီးရင်ခဏလေးပြန်တည်ထားပါမယ် တမီနစ်လောက်အကြာမှာတော့အပေါ်အောက်ပြန်ပြီးတော့ပြောင်းပြန်လန်ထားပါမယ်။ကဲကြည့်ပါဦးနော်။စားချင်စရာလေးအပေါ်လည်းကျက်နေပါပြီ။အောက်လည်းကျက်နေပါပြီ။ဆဲထုတ်ပါမယ်။ကျန်နေတဲ့မုန်သားလေးတွေ ကိုလည်းအခုလိုမျိုးပဲထပ်လုပ်ပါမယ်။ဒီလုံနေလေးကတော့လွယ်လဲလွယ်ကူပါတယ်အလွန်လဲအရသာရှိပါတယ်နော်အထဲမှာ cheese လေးနဲ့ဆိုတော့ခလေးတွေကသာကြိတ်ကြပါတယ် အခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီ၃ခုစလုံးပြီးသွားပါပြီကဲကြည့်ရအောင်နော်ဒီကနေဖြတ်ထားမယ်ကဲကြည့်ပါအောင်အနံ့လေးလဲမွေးကြိုင်နေပါတယ်နော် cheese လေးနဲ့အရန်စားချင်စရာလေးဖြစ်နေပါပြီလက်ဖက်ရည်နဲ့ပဲဖြစ်ဖြစ်ကော်ဖီနဲ့ပဲဖြစ်ဖြစ်သုံးဆောင်လုပ်ရပါတယ်နော် လူကြီးရော ခလေးရော အသေးဆွဲချစ်ပောင်မှုလေးပါတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အလွန်အယတာရှိလွန်းလို့ပါရှင်အခုလိုမျိုး ကျမရဲ့ဗီဒီယိုလေးကို ကြည့်ပေးလို့ကြည့်စုတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်